အားသာဝါနာရှင်ညီအောင်မများလုံးပဲမင်္ဂလာနေ့လေခင်ဗျာခင်ဗျာမတ်လ၈ရက်နေ့နောက်ဆုံးရအာဆင်နေ့လေရင်တင်လေးဘုတ်ကိုကျွန်တော်တို့ကကြည့်လိုက်အောင်ပထမအောင်တင်းတဲ့ဘုတ်တော့ on stream ပေါ်ပြထားရဲ့ ာဆင်နယ်ရဲ့တိုက်စစ်ရေဒါတွေကကစားသမား2ဦးကြောင်းလည်းပဲကျွန်တော်တို့စတင်လိုက်ရအောင်ဒီနေ့မှာတော့ David Onstein ကအာဆင်နယ်နဲ့ပတ်သက်တဲ့သတင်းတွေဝေဝေးဆဆထွက်နေအဲ့တော့ပထမသတင်းတစ်ပုဒ်နဲ့ဒုတိယသတင်းတစ်ပုဒ်က Onstein စီကရတဲ့သတင်းတွေကိုပဲအခြေခံပြီးဘာသာပြန်သွားမယ်နေ့စဉ်လုတ်တဲ့သတင်းလည်းဖြစ်တဲ့အတွက်တချို့သတင်းတွေကတော့အရှိရသတင်းနဲ့ထပ်ကောင်းထပ်နေနိုင်ပါတယ်ကဲပထမဦးသတင်းတစ်ပုဒ်ကတော့ German Bundesliga Club RB Leipzig တင်းတိုက်စစ်ကစားသမား Benjamin Sesko နဲ့ပတ်သက်ပြီးတော့ဈေးကွက်ထဲမှာသတင်းတွေမျိုးစုံထွက်နေပေမဲ့ဒီကစားသမားကိုနှွေးမှာတကယ်အင်တိုက်အားတိုက်ခေါ်ယူသွားနိုင်ရှိတဲ့အသင်းကအာဆင်နယ်ဖြစ်တယ်ဆိုပြီးတော့ ဒါနံပါတ်ကျော်သတင်းထောက်ဒေးဗစ်အွန်စတင်ကဖော်ပြထားတယ်။အချိန်နဲ့မျှအာဆင်နယ်တင်းရဲ့တိုက်စစ်ဆောင်ကကစားသမားတွေရှာဖွေတဲ့အခါမှာဈေးကွက်ထမှာသတင်းမျိုးစုံထွက်နေမဲ့အာဆင်နယ်တကယ်လိုချင်ပြီးတကယ်ဆွေးနွေးသွားနိုင်ချေရှိပြီးတော့ຫນွေမှာရောက်လာနိုင်ချေရှိတာကဘတ်ဂျင်မင်ဆက်စကိုတဦးတည်းပဲဖြစ်နိုင်တယ်။ပြီးတော့ E-set နဲ့ Hoko Ikidai လို့လိုကစားသမားမျိုးနဲ့သတင်းထွက်ပြီးမဲ့အာဆင်နယ်အသင်းတကယ်လိုချင်တာကဆက်စကိုပဲဖြစ်ပါလိမ့်မယ်ဆိုပြီးတော့ onstein ကပေါ်ပြွားရယ်ပေါ့လေအဲ့ဆို onstein ရဲ့အဆိုအရသူ့ရဲ့အာဘော်ရဆိုရင်တော့ arsenal ရဲ့နွေရာသီမှာခုံနိုင်ရရှိတဲ့ number 1 target တဦးတည်းသောတိုက်စစ်ကစားမှသည် Benjamin Sesko ပဲဖြစ်နိုင်ပါတယ်ဒီသတင်းနဲ့အပြိုင်မဲ့ဘေးသတင်းထဏာရဲ့ပေါ်ပြထားကြရတော့ပြိုင်ဘက်တွေထက် Arsenal က Benjamin Sesko ခေါ်ရေးမှာအသာရနေတယ်ခြေတလန်းအသာရနေပေါ့လေပြီးတော့ Euro တန်း80တာလာပြီးကန်လန်းခဲ့ရင်ကစားသမားလည်းကြီးပြီးရဲဆိုရင်နွေရာသီမှာထောက်ခောက်ခွင့်ပေးရမယ်ဆိုတဲ့အချက်ကို RP Leipzig တင်တာဝန်ရှိသူတွေနဲ့ ဘန်ဂျမင်ဆက်စကိုရဲ့ကိုယ်စားလှယ်ကြီးဈာတဲ့မှာဂျန်နမန်အဂရီမန့်ကျန်ခဲ့တဲ့နွေရာသီတက်တန်းတူရုံကလုတ်ခဲ့တယ်။အဲ့ဒီအချက်ကြောင့်လာမယ့်နွေရာသီမှာကတော့ဘယ်ဈေးကွက်မှာဖြစ်ဖြစ်ဒီကစားမောက်ကိုယူတန်း80ပေးပြီးလာပြီးကန်လန်းနဲ့အတင်းရှိရင်ကစားသမားလည်းထွက်ချင်နေဆိုရင်ရောင်းချပေးရမှာဖြစ်တဲ့အတွက်အာဆင်နယ်ကဆက်စကိုလိုချင်ရင် သဘောတူညီမှုတစ်ခုယူထားနိုင်ခဲ့ပြီဆိုရင်တော့မှအဲ့ဒီပမာဏတော့အနည်းဆုံးကမ်းလှမ်းဖို့တော့လိုအပ်ပါတယ်၂၁နှစ်ရဲ့ Slovenia ကတော့2029ခုနှစ်တိစာချုပ်သက်တမ်းရှိတယ်ဒီရသည်34ဝက်ကံပြီးသွားပြီ18ခုတွင်ပြီးတော့ငါးလုံးဖိုင်ထားတယ်မနစ်က42ဝက်ကံပြီးတဲ့အချိန်မှာ18ခုတွင်ပြီးနှလုံးဖိုင်ထားနိုင်ခဲ့အဲ့ဆိုဒီရသည်မှာ34ဝက်ပဲကံပြီးတဲ့အချိန်မှာမနစ်က record တာလုံနေပြီလို့တော့ပြောလို့ရတယ်စစ်စမ်းမပြတ်တိုးတက်လာတယ်ပေါ့လေ၂၁နှစ်ပဲရှိရဲ့ကစားသမား ပြောင်းရွှေ့ကြီးအရဆိုလဲဤဆက်ကတဝက်လောက်ပဲသုံးရမှာဒီအချက်လက်တွေကြောင့်ပြီးပိုတရှယ်ရီကလည်းအများကြီးရှိတယ်အိုက်တာရဲ့ကာလာရှည်စောင့်ကြည့်လာတဲ့ကစားသမားကြံခဲ့တဲ့ຫນွေတုံးကရောက်ဖို့အရန်နှီးဆက်ခဲ့ပေမဲ့နည်းနည်းလေး finest တက်တချို့ညှိနှိုင်းမှုမှာနားလည်မှုလွဲသွားခဲ့တဲ့ sasco ကို aida ကလည်းတော်တော်လေးလိုချင်တယ်အဲ့ဒါဒီအပြောင်းအလဲတကယ်ဖြစ်လာမလားမဖြစ်လာလားဆိုတော့ຫນွေမှာစောင့်ကြည့်ရမှာတေးရာတခုတော့ကျွန်တော်ပြောရတာတခုကတော့ artida ကလာမဲ့ຫນွေရာဒီမှာထိတ်တန့်တိုက်စစ်ကစားမတူဦးတော့မဖြစ်မနေသူခေါ်လိုက်မယ်အခုလည်း အာဆီနယ်တင်းရဲ့အရေးအကြောင်းဆိုဂိုးသွင်းနိုင်တဲ့တက်စစ်ကတော့မရှိတာကအသင်းအတွက်ဆိုရင်တော့ကြီးမားတဲ့အချက်ပေးတဲ့နေမိနေလို့ကျွန်တော်ထင်တယ်။ဒါကြောင့်မလို့အွန်စတင်းရဲ့ပေါ်ပြထားချက်ရကြိုက်တဲ့ကစားသမားတက်စစ်ဆောင်ကသတင်းထွက်တေးကြတခါတော့အာရီတာတို့ဦးစားပေးလို့မရသည်ဘက်ဂျမင်ဆက်စကိုတူဦးလေးဖြစ်လိမ့်မယ်ဆိုပြီးတော့ပေါ်ပြသွားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကလည်းအွန်စတင်းကပေါ်ပြထားတာဒါပေမဲ့သူကတော့နယူကာဆယ်အသင်းရဲ့တက်စစ်ကစားသမားအလက်ဇန္ဒားအီဆက်နဲ့ပတ်သက်ပြီးအသေးစိတ်ပေါ်ပြသွားတာ။ပေါ်ပြသွားတဲ့အချက်က နှစ်ချက်ပဲလက်ရှိအချိန်မှာအလက်ဇန္ဒားအီဆက်နဲ့ပတ်သက်ပြီးနယူကာဆယ်တို့ကချန်ပီယံလိဝင်ဝင်မရရင်လက်လွတ်ရမယ်နောက်တစ်ချက်ကကြတော့အဲ့လိုလက်လွတ်ခဲ့ရမယ်ဆိုရင်တော့အနည်းဆုံးပေါင်တန်း150လောက်အင်ကန်ဝင်မှာပဲဒီတက်ဆစ်စာမောက်သူတို့လက်လွတ်ဖို့ရှေ့ဆိုပြီးဖော်ပြသွားတယ်အဲ့ဆိုအီဆက်ရဲ့စာချုပ်တက်တဲ့2028ခုနှစ်တည်းရှိသေးရဲ့လာမယ့်2025နွေဆိုလို့ရှိရင်အနည်းဆုံး3နှစ်လောက် contract ကကျန်သေးရဲ့ကြိုက်တာလုံမိုက်တာလုံပဲကာဆယ်အတွက်က ဆက်ထားလို့လည်းဖြစ်တယ်။ဒါပေမဲ့ကစားသမားချန်ပီယံလိဝင်ဝင်မရရင်ထွက်ချင်တယ်ဆိုတဲ့အရေးအယုံတွေပြနေတာဖြစ်တဲ့အတွက်တန်ကြီးတရက်နဲ့လက်လွတ်ဖို့ရှိရခါမှာအနည်းဆုံးပေါင်တန်း150ရမှလက်လွတ်မယ်။ဒီပမာဏသည်ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ဆိုပေးနိုင်တဲ့ပမာဏတချို့ရှိရဆိုမဲ့အပြောင်းရွှေ့တဲ့ပတ်သက်ရင်ငွေရောတော်တော်လေးစစ်စစ်တဲ့အာဆင်နယ်အတွက်ဆိုလို့ဖြစ်လာဖို့မရှိဘူးလို့ကျွန်တော်ကထင်တယ်။အွန်စတင်ရဲ့ဖော်ပြထားတဲ့အချက်ကနှစ်ချက်ပဲ။ ီဆက်ကဆက်နေမယ်ဆိုချန်ပီယံလိဝင်ရမှာအကေးထွက်ရမယ်ဆိုလဲကလပ်သင်းက2028ခုနှစ်တည်းရှိရဲ့စာချုပ်တည်တံ့အနေထားရပေါင်တန်း150ရမှာလက်လွတ်သွားမယ်။ကစားသမားဘလောက်ပဲထွက်ချင်ပါလေပြောပြောစာချုပ်အနေထားရကလပ်သင်းကသူတို့လိုချင်တဲ့အင်ကမ်းမရရင်လက်လွတ်ဖို့မရှိဘူး။ဒီတပိုင်းပေါ့လေ25နှစ်ရဲ့ဆွီဒင်သားကတော့လက်ရှိဒီယာတီမှာ32ပွဲမှာပွဲ30ထိပွဲထွက်ကစားထားတယ်22ကိုတမီတော့၅လုံးဖိုင်ထားတယ်မနစ်ကတော့42ပွဲတော့ပွဲထွက်ထားတယ်26ကိုတမီတော့၂လုံးဖိုင်ထားတယ်မနစ်က record ရောက်ဖို့အတွက်တိတ်မလို့တော့ ဒီနှစ်ပိုအောင်ခြေစွမ်းပြတယ်ပြောလို့ရတယ်အထူးသဖြင့်အာဆင်နယ်နဲ့တွေ့တိုင်းဂိုးသွင်းပြီးခြေစွမ်းပြနေတဲ့အီဆက်ကိုတော့ကျွန်တော်ကဝယ်သိခြင်းတယ်ဒါပေမဲ့တကယ် reality အရဆိုရင်တော့ဈေးကွက်ထဲမှာအီဆက်ကိုဝယ်နိုင်လို့တဲ့ budget အာဆင်နယ်မှာမရှိဘူးအာဆင်နယ်ကလာမယ့်နွေရာသီမှာဥမာပေါ့လေပေါင်တန်း200လောက်သုံးမယ်ဆိုအီဆက်တယောက်ထဲနဲ့ပေါင်တန်း150သူသုံးမယ်မထင်ဘူးသူတို့မှာဂိုးသမားအရန်ဝယ်ရမယ် ဝင်ကဘက်ချက်မှာနီကိုဝီလန်လိုကစားသမားမျိုးတိုက်စစ်အထောင်တူလိုတဲ့ကွင်းလယ်မှာထွက်ခွာသွားမယ့်ဂျော်ဂျီညိုနဲ့ပါတီရဲ့နေရာအတွက်ဇူီမန်ယူလိုကစားသမားမျိုးတဲ့သူတို့ဘက်ချက်ချအောင်ဒီအတွက်သူတို့တိုက်စစ်အထောင်မှာအီဆက်တယောက်ထဲထဲတော့ပုံအော်ပြီးသုံးလိုက်မှာမဟုတ်အဲ့ဒီပေါင်တန်း150က တစ်နှစ်တည်းရှိရမဟုတ် installment payment နဲ့တစ်နှစ်ကိုဘယ်လောက်ဆိုပြီးတော့ budget လိုက်ပေးချင်ရမှာသို့တော့ဒီပမာဏကအာဆင်နိုသုံးမယ်လို့ကျွန်တော်မထင်ဘူးဒါကြောင့်မို့ရှေ့ရသတင်းတပုတ်အတိုင်း on stain ရဲ့ဖော်ပြထားချက်ရ Benjamin Sesko ဒီဈေးပမာဏရဲ့ခေါက်ချိုးလောက်လည်းတတ်တာမယ်အသက်လဲငယ်မယ်ဖြစ်တဲ့ကစားသမားကိုအာဆင်နိုခေါ်သွားနိုင်ချေရှိပါတယ် တပတ်ကိုပေါင်တသိန်း2000ရနေပြီးတော့လက်ရှိနယူကာဆယ်မှာ9ရောက်မြောက်လောက်ခလာတာအမြင့်မားဆုံးဖြစ်နေခဲ့တဲ့အလက်ဇန္ဒားအီဆက်ကတော့အာဆင်နယ်ကိုရောက်လာဖို့တဖြည်းဖြည်းနဲ့ဝေဝါးလာပြီးကျွန်တော်ထင်တယ်ကျွန်တော်အကြိုက်ဆုံး player ဖြစ်ပေမဲ့လည်းပြောင်းရွှေ့ခြင်းနဲ့လောက်ခလာစာပိုင်းရအာဆင်နယ်ကိုရောက်ဖို့တော့တော်တော်လေးကိုမှမဖြစ်နိုင်တော့တဲ့အနေထားလို့တော့ကျွန်တော်ထင်ပါတယ်ညီကိုတော့အီဆက်ကိုကြိုက်လာအခုနောက်မှ Go Kick နဲ့တင်းတင်းတိတ်တောင်မထွက်တော့ဘူးဘန်ဂျမင်ဆက်စကိုအီဆက်ဟိုကိုအီဂီဒိုက်ဒါတွေပဲပတ်ချလဲထွက်နေတာအဲ့ဆိုရိုယာတီမှာဘယ်သူပဲရောက်ရောက် အသင်းနဲ့အံဝင်ပြီးခြေစွမ်းပြနိုင်ပြီးတော့ဆူပလာတိုက်ပွဲဝင်နိုင်တဲ့ player မျိုးဖြစ်ဖို့ပဲအရေးကြီးပါတယ်တတိယသတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်အသင်းကိုစပွန်ဆာပေးထားခဲ့တဲ့ Adidas နဲ့ပတ်သက်ပြီးတော့အင်ကန်းနေပေါ့လေအဲ့ဒါကတော့သူတို့ကတော့ဒီအာဆင်နယ်အသင်းရဲ့ jersey တီ Adidas ပတ်သက်ပြီးတော့အာဆင်နယ်တို့ကချုပ်ထားတဲ့နှစ်အလိုက်ရလက်ရှိရနေတဲ့စပွန်ဆာအင်ကန်းနေပေါ့ဒီနေရာမှာတစ်ကနေပြီးတော့ သူက17အတွင်းတော့ဖော်ပြွားရတယ်ဒါပေမဲ့ကျွန်တော်ပရီးမီးယားလိဂျီ6ဂျီကိုဖော်ပြမယ်နံပါတ်1နေရာအသင်းကိုဖော်ပြမယ်ပရီးမီးယားလိဂျီ6ဂျီမှာဆိုရင်ဂျာစီစပွန်ဆာနေပြီးတော့ဝင်ငွေအများဆုံးရတာနံပါတ်4နေရာမှာရှိတာတော့လပပူလပပူကတော့ဒီ Nike နဲ့သူတို့ကစာချုပ်ချုပ်ထားခဲ့တဲ့အရာ UOA ဖြစ်ဆိုရင်တစ်နှစ်ကို146တန်းရတယ်။ပေါင်အားဖြစ်ဆိုရင်126တန်း Manchester United ကတော့နံပါတ်5နေရာမှာရှိတယ်။သူကတော့ Adidas နဲ့ချုပ်ထားဖြစ်ပြီးတော့ UO 146တန်း ပေါင်အပ်စုံ126တန်းလက်ပေါင်းနဲ့အတူတူပဲဒီ brand ပဲကွာကွာသဘောပြုပါလိနံပါတ်6နဲ့မှာတော့ arsenal က aids နဲ့ချုပ်ထားတဲ့စာချုပ်ပါချက်လက်ရ euro တန်120ရတယ်ပေါ့ပြဆိုရင်103တန်နံပါတ်9နဲ့မှာ totten hotspur team က nike နဲ့ချုပ်ထားတဲ့စာချုပ်ရ euro 66တန်ပေါ့ဟာပြဆိုရင်83တန်နံပါတ်10နဲ့မှာတော့ chelsea team က nike နဲ့ချုပ်ထားတဲ့စာချုပ်ရ euro 65တန်ပေါ့ဟာပြဆိုရင်82တန်ရှိပြီးတော့နံပါတ်17နဲ့မှာတော့ manchester city team က puma နဲ့ချုပ်ထားတဲ့စာချုပ်ရ euro 86တန် ပေါင်အားဖြင့်ဆိုရင်65တန်းရှိတယ်။အဲ့ဆိုဒီအားစားလောကမှာဒီစပွန်ဆာကြီးနဲ့ပတ်သက်ပြီးတော့အများဆုံးဝင်ထားတဲ့ကလပ်သင်းကတော့နံပါတ်1နေရာရှိတာ Real Madrid သူကတော့တစ်နှစ်ကို Euro 196တန်းပေါင်အားဖြင့်ဆိုရင်တော့164တန်းအထိအင်ကမ်းဝင်ထားတယ်။အဲ့ဆိုလက်ရှိအချိန်မှာ Arsenal တို့ရဲ့ဒီဂျာစီစပွန်ဆာနဲ့ဝင်ထားခဲ့တဲ့အင်ကမ်းကတော့ပေါင်103တန်းရှိတယ်။လက်ရှိ Arsenal တို့လုခစားပေးချေနေရတော့ပေါင်တန်း 300နီးပါးလောက်ရှိတယ်အဲ့တော့အာဆင်နယ်တင်းရဲ့လုခရစပိုင်းနဲ့ပတ်သက်ရင်တော့ဒီစပွန်ဆာတွေကနေဝင်တာက3ပုံပုံ2ပုံလောက်တော့ပြန်ကာပြီးရလို့ပြောလို့ရတယ်ဒါပေမဲ့အသင်းကအောင်မြင်မှုတွေရပြီးတော့အင်မိတ်မြန်မာလာရင်တော့ဒီစပွန်ဆာဝင်ငွေရလဲပို့ပြီးတူလာမှာဒီထဲမှာတခုပေါ်ပြချင်တာကဒီပမာဏတွေဒီ base payment ချုပ်ထားတဲ့အနေထားပဲအဲ့ UO တန်း120ဆိုတာကချန်ပီယံလိဝင်ဝင်မရရင်ဒီထက်ရော်သွားနိုင်တယ် သူတို့စာချုပ်ချုပ်တယ်တခါပြောပြီးသားဒီ payment ကိုချမင်းလေးဝင်ရရင်ဘယ်လောက်ပေးမယ်ယူပါလိဝင်ရရင်ဘယ်လောက်ရောပြီးရမယ် conference လေးပဲဝင်ရရင်ဘယ်လောက်ရောပြီးရမယ်ဘာဥရောပပြိုင်ပွဲမှာဝင်ဝင်မရရင်တော့ဘယ်ပါနာရမယ်ဆိုပြီးသူတို့ကစာချုပ်ကိုအရှင်ချုပ်ထားတာအဲဒါကြောင့်ကလပ်သင်းတွေကလည်းဥရောပဝင်ဝင်ရတဲ့အခါမှာရုပ်တံဝင်ငွေတွေကဒီ Adidas နဲ့ချုပ်ထားတဲ့ sponsor ဝင်ငွေတွေကတိုးလိုက်ရောလိုက်အများနဲ့ရှိနေပါတယ် ဒီ season လေးကိုဒီကောက်ကူညီပောင်းပြီးတဲ့ show ball online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မစွန်တော့ Viber ဖုန်းနံပါတ်သူညာကို6016633936တပီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေဖြစ်လို့ဝပူငွေချန်ရှိမှဘောလုံးပွဲတွေလောင်မှာဘောလုံးပွဲတွေလုံးဝမလောင်တော့ဆိုလို့ YouTube မှာကိုထုပ်ပေါ် show ရေးချပြီးကျွန်တော်တို့အားပေးလို့ရပါတယ် Viber ခွင့်ချိုကို sport online 9သလုံးမိတူကိုကစားလို့ရနေပါပြီနောက်ဆုံးသတင်းတစ်ပုဒ်တော့မကြခင်မှာတွေ့ဆုံတော့မဲ့ Manchester United နဲ့ Arsenal ရဲ့နောက်ဆုံးတွေ့ဆုံမှု၄ချိန်အကြောင်းကိုဖော်ပြပေးတော့မှာပါ အရှိအချိန်ဒီမှာကျွန်တော်တို့ရှုံးခဲ့တာရှိပါတယ်ဒါပေမဲ့ light score ရဲ့ပေါ်ပြထားချက်ရတော့နောက်ဆုံး၄ချိန်တွေးဆုံမှုမှာဆိုရင်အာဆင်နယ်သည်2020-2023ဘောလုံးရာသီမှာတော့3ဂိုး2ဂိုးနဲ့နိုင်ခဲ့တယ်ပထမအချုပ်မှာတော့ကျွန်တော်တို့ရှုံးခဲ့နေတူတယ်ကျွန်တော်တိတ်တော့မှတ်မှတ်မိတော့အဲ့ဒီတော့က2023-2024ဘောလုံးရာသီမှာဆိုရင်အာဆင်နယ်သည်3ဂိုး2ဂိုးနဲ့ကိုယ့်အိမ်ကွင်းမှာနိုင်ခဲ့တယ်ဒုတိယအချုပ်မှာ United ရဲ့အိမ်ကွင်းမှာရာသီကုန်ကာနီမှာ0-1ဆိုတဲ့ရာလနဲ့နိုင်ခဲ့တယ်ဒီရာသီပထမအချုပ်တွေးဆုံမှုဖြစ်အာဆင်နယ်သည်ဒါ Premier League တည်တံ့ပေါ့လေ290နဲ့ ဒါတောင်းကန်ဘောရင်တစ်စင်ဂိုးတွေသွင်းပြီးတော့နိုင်ခဲ့တယ်။ဒါကြောင့်မို့နောက်ဆုံး၄ချိန်ပရီးမီးယားလိတွေ့ဆုံမှာအာဆင်နယ်ကြီးအသာရထားတယ်။အခုကတော့၅ချိန်မြောက်တွေ့ဆုံမှာအိုက်တာရဲ့ပရီးမီးယားလိပွဲ200ပြည့်မြောက်တဲ့ပွဲလေးဖြစ်တဲ့ဖြစ်သလိုအမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့အသင်းအာဆင်နယ်ဘလို့အချိန်နေပဲရောက်နေရောက်နေ United ဘလို့အချိန်နေပဲရောက်နေရောက်နေဒီနှစ်သင်းရဲ့တွေ့ဆုံမှာအမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်တာဖြစ်တဲ့အတွက် တကယ်ကိုကြည်ကောင်းမဲ့ပွဲကြီးပွဲကောင်းဖြစ်မှာပါ။မနက်ခင်းတုန်းကလည်းဒါ United သတင်းတင်ဆက်သူလည်းဖြစ်တဲ့ Total Sport ကကိုထက်ဆိုးနဲ့ကျွန်တော် ဒါဆွေးနွေးထားတဲ့ဗီဒီယိုလေးရှိပါတယ်ပွဲကြို preview ပုံစံမျိုးပေါ့လေအမှ YouTube မှာလည်းတွားရောက်ကြည့်ရှုလို့ရပါတယ်ကဲအဆုံးထိကြည့်ပြီးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်တေရလက်ဆိုလည်းမျှတက်တဲ့ရလက်တစ်ခုပေါ့ဒါပေမဲ့ Arsenal ကတော့အနိုင်ကန်အောင်တက်နိုင်တဲ့လောက်ကြိုးစားမယ်လို့ထင်တယ်။ဒါပေမဲ့ United ကဘလောက်ကြီးပဲခြေစွမ်းကြနေပါသေးဘလောက်ပဲပွဲပန်းနေပါသေး Arsenal တွေ့တဲ့ခါကျရင်သူတို့မှလည်းမတူညီတဲ့ညှင်းအားတစ်ခုတွေ့ရှိတာဖြစ်တဲ့အတွက်အရန်ကိုကြည့်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်နိုင်တဲ့အတွက်ဘာမဆိုရလက်မျိုးဖြစ်သွားနိုင်ပါတယ်။အဆုံးထိကြည့်ပြီးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်။